ခုကတော့ကလပ်ကပဖလား၁၀ရက်မြောက်နေ့ပွဲစဉ်တွေအကြောင်းကိုသုံးသက်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။အခုတော့အုပ်စုစီနဲ့အုပ်စုဒီရဲ့နောက်ဆုံးပွဲစဉ်တွေကိုရှင်းပြန်ကစားတော့မှာဖြစ်ပါတယ်။အင်္ဂါညဗုဒ္ဓဦးနေ့မနက်ဇွန်လ25ရက်မြန်မာစံတော်ချိန်မနက်တနာရီခွဲမှာဘင်ဖီကာနဲ့ဘိုင်ယန်မြူနစ်ဘူကာဂျူနီယာနဲ့အောက်ကလန်စီးတီးတို့ရှင်းပြန်ကစားတော့မှာပါ။မနက်9:00နာရီခွဲမှဆိုရင်တော့ LAFC နဲ့ Flamengo, Chelsea နဲ့2-0တို့ရှင်ပြိုင်ကစားသွားမှာပါ။ ။ပွဲစဉ်တွေအနေထားအရဆိုရင်ဘင်ဖီကာနဲ့ဘိုင်ယန်မြူးနစ်ပွဲစဉ်ကလွဲရင်ဂျန်နဲ့ပွဲတွေမှာချဲစီဖလာမင်ဂိုနဲ့ဘိုကာဂျူနီယာတို့ကပဲနိုင်မသေးချာပြီးသားပါ။ဘင်ဖီကာနဲ့ဘိုင်ယန်မြူးနစ်ပွဲစဉ်မှာဘိုင်ယန်မြူးနစ်ကမရှုံးဘူးဆိုရင်အောက်စု ပထမနဲ့ပဲရှုံးထွက်အဆင့်တက်မှာပါ။ဘိုင်ယန်မြူးနစ်ကဘင်ဖီကာကိုနိုင်ရင်တောင်မှပဲဘိုကာဂျူနီယာကအောက်ကလန်စီးတီးစ်ကိုအနည်းဆုံး6-9ပြက်နဲ့အထက်သွင်းမှာဘိုကာဂျူနီယာကနောက်တစ်ဆင့်တက်ဖို့မျှော်လင့်နိုင်မှာပါ။ ဒီတော့ဘိုင်ယန်မြူးနစ်ကရှုံးထွက်အဆင့်အတွက်ကစားသမားရောကစားအားရောချွေတာမှလားဆိုတာကဒီအုပ်စုပွဲစဉ်တွေအတွက်အဆုံးဖြတ်ဖြစ်မှာသိချပါတယ်။အုပ်စုဒီမှာတော့ပါမီရက်ကမရှုံးဘူးဆိုရင် အုပ်စုပထမနေရာသိချမှာဖြစ်ပါတယ်။ချက်စီကတော့ရှုံးထွက်အဆင့်ကိုတက်ဖို့ဆိုရင်တူးနစ်ကိုနိုင်ကိုနိုင်မှရမှာဖြစ်ပါတယ်။ဒီလေးပွဲထဲမှာအုပ်စုပွဲစဉ်နှစ်ပွဲဆက်တိုက်မျောလင့်ထားတာနဲ့ဖြောင်းဖြောင်းကြီးဆန့်ကျင်တဲ့အဖြေတွေပဲရခဲ့တဲ့ချက်စီကတော့တခုခုလုံပြနိုင်မယ်လို့တော့ယုံကြည်ချင်ပါတယ်။တူးနစ်မှာလည်းချက်စီကိုနိုင်ရင် အုပ်စုကတက်ဖို့မျှော်လင့်ချက်ရှိနေတာကြောင့်မလို့ချက်စီးပွဲမှာတော့ဂိုးတွေအများကြီးမြင်ရမယ့်ပွဲလို့ပဲသုံးသပ်ရွေးချယ်ခြင်းပါတယ်။ညီကိုရောဒီပေါ်ကိုဘယ်လိုထင်မြင်ပါလဲ။ညီကိုတို့ထင်မြင်ယူဆချက်တွေကိုလည်းဒီဗီဒီယိုလေးရဲ့အောက်မှာ comment တွေပေးသွားနိုင်ပါတယ်။ဗီဒီယိုလေးကိုအဆုံးသတ်ကြည့်ရှုပေးခဲ့တဲ့အတွက်ညီကိုတို့အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်။